ပညာဆိုတာဘာလဲ။ကပြောစမ်းညင်းနေလာပြီတော့မိခေါကလည်းညက်လာပြီတော့ခေါနာပြောတယ်မမေးရင်သိတယ်မေးရင်မသိတော့ပညာဆိုတာဘာလဲ။အာပညာဆိုမလုနဲ့လေအဲ့လိုမဖြူးနဲ့ဒါဖြင့်အောင်သိအောင်ဘယ်လောက်သိလဲလို့မေးတာရှိတယ်။အောင်သိလည်းမသိပါဘူး။အောင်သိဘယ်တော့မှသိလဲခင်ဗျ။အာဟောကြကောနာပြော။ ကြွားတယ်မထင်ပါနဲ့နော်မဟာဝိဇ္ဇာမနော်ဂုံလူနဲ့အောင်တာနော်အစစ်တင်နော်အောင်တဲ့ချက်ကမြင်းညောင်းတော့မရှိဘူးအဲ့လိုအောင်လာအဲ့ဒီမှာတင်းလာခဲ့တဲ့ဥစ္စာတွေမှာကျောင်းသားဘွားနဲ့လည်းတယ်ကျောင်းဆရာနဲ့ဘွားနဲ့လည်းတင်းခဲ့တယ်ပြန်ပြီးတင်းခဲ့တဲ့ဥစ္စာမှာခဲကြမှာပြန်သတိထားမြော်ကျောင်းဆရာဘွားနဲ့၄၅၆နှစ်ရှိတော့မှသတိထားမိတာတခုပါတယ်ဘာလို့လဲဆိုတော့ကောင်းလေးတွေမင်းတို့မှတ်မိလိမ့်မယ်ပကံခိကျောက်စာထဲမှာတင်ကသူသမီးကျောက်စာ အဲ့ဒါငါ့ကိုပြရကြအဲ့ချိန်မှာဘာပါလဲဆိုတော့တိင်္ဂသုတမီးကကောင်းမှုတွေပြုတယ်အဲ့ကောင်းမှုတွေပြုပြီးတော့ဆုတောင်းတဲ့အချိန်မှာဘာပါလာလဲဆိုတော့ဟောပီကျေးကငါတကယ်တွေ့တာကငါဝိခန္ဓာပါမင်းဘယ်ဆုတောင်းပါလာလဲဤကောင်းမှုကိုပြုရသောအယူကြောင့်တဲ့ငါလဲတဲ့ပညာမရှိသောမိုက်သောမဖြစ်မှု၏ ပညာရှိသောအကြောင်းကိုသိတော်ဖြစ်လာတွင်ဟာအဲ့ဒီမှာဟာဒီเจ้าစာရဲ့ဟာငါเจ้าသားဘွားလည်းသင်ငယ်မှုတယ်เจ้าဆရာဘွားနဲ့လည်းပဲအာထက်အောင်သင်ငယ်မှုတယ်ခုမှရတာရှိပါလားဆိုတာကြည်လန်းပညာမရှိသောမိုက်တော့မဖြစ်ဘူးပညာမရှိရင်မိုက်တယ်ပညာရှိသောအကြောင်းကိုသိတော်ဆိုတော့ဟာဒါဖြင့်ပညာရှိတယ်ဆိုတာဘာလို့အကြောင်းကိုသိတာပါလားဟာ အဲ့ဒါစဉ်းစားကြမှာအကြောင်းကိုသိချင်းသည်ပညာပါလားဆိုအဲ့ဒီတော့မှအောင်သိသဘောပေါက်တယ်ကျောင်းသားအဖြစ်နဲ့ဒီကျောက်စာကိုသင်ရဘူးလေငူရင်ကျောက်စာကြီးတော့ခုကလေးလေးလောက်ထားကျောက်စာမဟုတ်ကျောက်စာငူရင်ကြီးအဲ့ဒီဟာကြီးကိုသင်ရတာသင်ပြီးတဲ့ပြီးကြတော့မှကျောင်းသားတွေကိုပြန်သင်တာကျောက်စာကြီးကိုပြန်သင်တာနောက်တစ်ခါကျတော့ကလေးတွေဆယ်တန်းမှပြန်ခန်းတော့ပြန်သင်တော့ကလေးတွေသင်တဲ့ခါ၄၅၆နှစ်ရှိတော့မှအောင်သိလင်းလင်းနဲ့ပွင့်သွားတယ်ပညာရှိသောအကြောင်းကိုသိတော့ဟာ ဒါပြင်အကြောင်းကိုသိတာပြင်လာလားပြန်စင်လာတော့ဖះကိုသွားတွေ့တာမြတ်စွာဘုရားသိက္ခာမင်းသားညတော်ဘုရားကနေထွက်ပြီးတော့ဆန္ဒကိုဒါလိုက်ခဲ့သားဆိုခေါ်သွားလိုက်တဲ့ခါကျတော့ကျွန်တော်လည်းလည်းလေးဒီနေ့မှစကရန်ရှိလိုက်တော့လိုက်တော့ဖေရှားလို့ခေါ်တဲ့အာရှအလင်းလို့ကျွန်တော်ဘာသာပြန်နေပါဓမ္မရေးထဲမှာ ိုက်ချာလေးကျွန်တော်ပြန်ရွတ်ပြပြန်နော်ဆန္ဒအကုန်လုံးခါတယ်တိုက်ပြီးမှအိုနာကျုပ်ကဘသူမြတ်လမ်းပေါ်မှာမလာရနေမကောင်းနဲ့မကြမ်းပါတဲ့သူဖူးမြတ်လမ်းမှာမထွက်ရအမိန်တော်သုဒ္ဓသနာအဲ့ဒီမှာမှဘုရားမငါတရားမြဖန်သိပြီးတော့အဖိုးကြီးကိုထွက်လာတဲ့ခါကျတော့ဆန္ဒဖះဟာသူကလူဟာဒီလိုမွေးသလား ဒီလိုပုံစံမျိုးကြီးရှိလားဟုတ်ပါဘူးခင်ဗျာဘာဖြစ်လို့ तू ကခါကုန်းတာလဲအရင်တုန်းကတော့လွန်ခဲ့တဲ့အနှစ်50ကတော့ तू ခါကမတ်ပါတယ်ခင်ဗျာအခုတော့ဘာဖြစ်လို့ကုန်းလို့မှတ်လပါခင်ဗျာသူ့ရဲ့ကျောပေါ်မှာကာလပရိစီရာဆိုတဲ့ဝင်းဒိုကြီးကိုပိုးထားလို့ခါဆန့်လို့မရတော့ပါခင်ဗျာဟာနောက်ကြတော့လူတွေကိုတွေ့တယ်ဆန္ဒအဲ့ဒါပါမှတ်လပါတည်တယ်လို့ခေါ်တယ်ခင်ဗျာ သိတဲ့ဆိုဘာဖြစ်တော့မှတ်လာပါဗျာမေးတော့လည်းမကြားတော့ပါဗျာကြွေးတော့လည်းမစားတော့ပါဗျာပြတော့လည်းမမြင်တော့ပါဗျာစတော့လည်းမကျင်းတော့ပါဗျာဆန္ဒငါရောအဲ့လိုဖြစ်ရမှာလားကျွန်တော်မျိုးမလျှောက်ဝတ်ပါဘူးဗျာနန်းတော့ပြန်ရောက်ရောက်တဲ့ခါကျတော့အဲ့ဒီညမှာရတော်ရအိမ်မဲမဲ့ပြီးတော့ငိုတယ်ဆိုက်ပြီးတော့ခါငိုလိုက်တဲ့ခါကျဘောဗျာမောင်ဗျာဆိုလက်ပြီးပေါ်လိုက်ဘောဗျာအသားရှိတယ်လေ ဲ့မှာတော့မောင်ဖျားအနာရှိတယ်။မောင်ဖျားရှိရင်တော့ရှိပါတယ်။မမဖျားအင်မလန်ကြောက်စရာကောင်းတဲ့အိမ်မက်တွေမေးလို့ပါဖျား။ဘာလဲ။မှန်လားပါဗျာ။ဲ့မှာတော့လက်ဝက်လက်စားဘရက်တော်ရရဲ့အကုန်လုံးကခေါင်းကပြုတ်ကျသွားပါတယ်ဗျာ။အေးပေါ့။ဟုတ်ပါပေါ့အိမ်မက်ထဲကို။နောက်ပြီးတော့ခါးစည်းရလည်းပဲ။မြခါးစည်းရလည်းမွေဖြစ်သွားပါတယ်ဗျာ။အေးဟုတ်ပါပေါ့။မှန်ပါဗျာ။ နှမတော့သေမဲနဲ့မိလားမသိဘူးဗျာနှမတော့လေသေမတဲ့ကြောက်တာရှိပါသေးတယ်ဗျာဘာလဲရတော်ရရမောင်ဖះအမြနှမတော့ကိုစွခွာသွားလိမ့်မလားဟာကောင်းအဲ့တော့မှနှမတော့ရတော်ရရအိပ်ပါဒီနေ့ရဖို့မှငါမအိပ်ဘူးမင်းရဲ့အတွက်အိပ်ခံတော့မှမယ်အဲ့တော့မှရတော်ရရ မြေကြီးလေးဒီစုံစမ်းမချောက်သေးပဲနဲ့အိတ်ကြော်သားရင်ကတရှိုက်ရှိုက်နဲ့တရှိုက်ရှိုက်ရောင်းအောင်ရှိုက်သောသောတော့ကအိမ်မက်ကိုမက်တယ်လို့အဲ့တော့မှသိတတ်တာလေရောသောရာမင်းသောသောတော့ကမင်းရဲ့နှုတ်ခမ်းဆုံးကထွက်ခဲ့တဲ့စကလုံးလေးဟာတဲ့ငါနဲ့မင်းကိုခွဲလိုက်မယ်ထင်တယ်။ဘာကြောင့်လဲဆိုတော့ရောသောရာကမင်းကိုသိချစ်တယ်သိချစ်တယ်ဘလောက်ပဲချစ်ပေမဲ့လို့တဲ့ မင်းနဲ့ငါနဲ့တင်းနေကြခွဲရမယ်ဆိုတော့သိရလားတဲ့အဲ့တော့တေမင်းကခွဲတဲ့ခါကျမင်းနဲ့ငါနဲ့မခွဲဘဲနေလို့ရမလားတဲ့ပြတော်ရားတဲ့ငါမင်းကိုချစ်လို့လို့မင်းကိုမခွဲနိုင်မခွဲနိုင်လို့တေချင်းမခွဲနိုင်နေနေအောင်ငါသွားရှာပြသည်တဲ့ပြတော်ရားတဲ့ငါချိနှန်းစိတ်တွေအားလုံးကိုစွန့်ပြစ်ပြီးတော့ငါ သေခြင်းမခွင့်နိုင်တဲ့နေရာကိုသေခြင်းမဲ့သောနေရာကိုငါရှာတော့မယ်တဲ့။ဒါမှမဟုတ်ရတော်ရရဲ့အကုန်လုံးကိုငါစွန့်နိုင်ပါတယ်။ဒါမှမဟုတ်နှစ်လူရုပ်တွေပြောရအောင်နှစ်လူပဲကောင်းလာတယ်။မဲ့လယ်မှာအဆုကိုစုဖောက်လို့ပဲငါမဝင်ပင်မလာရရတော်ရရဲ့။ဘာရှာတာလဲ။ဘာရှာတာလဲ။သေခြင်းဆိုတာရှိတဲ့အတွက်ကြောင့်သေခြင်းအကြောင်းကိုသွားရှာတာပဲ။ အကြောင်းရင်းကိုရှာမယ်အဲ့ဒီအကြောင်းရင်းကိုတတ်လို့ရှိရင်ပြီးသွားပြီအကျိုးမဖြစ်တော့ဘူးအကြောင်းရှိမှအကျိုးဖြစ်တယ်အကြောင်းမရှိရင်အကျိုးမဖြစ်ဘူးအကြောင်းကိုတတ်လို့ရှိရင်အကျိုးမဖြစ်ဘူးအကြောင်းကိုခံရရင်အကျိုးတစ်ခုရအောင်လုပ်နေအခုဒီဟာအောင်သိရဲ့အတန်ကိုကျဲလောက်အောင်လုပ်ချင်တယ်အဲ့ဒီဟာအကျိုးအဲ့ဒီဥစ္စာပြောကိုခံနေတော့ဟောဒီအတန်ရှင်းစက်ကအကြောင်းအတန်ရှင်းစက်အကြောင်းမြောက်အတန်ကျဲလာတဲ့အကျိုးရတယ် အကြောင်းကိုသိလို့ရှိရင်အကျိုးရှိအောင်လည်းဖန်တီးနိုင်တယ်အကျိုးမတူအောင်လည်းလုပ်နိုင်တယ်နိဗ္ဗာန်ဆိုတာအဲ့ဒါပဲအကျိုးမတူအောင်လုပ်တာပဲဒါပဲအကြောင်းကိုရှာလိုက်တာအကြောင်းကိုသတ်ပြတာဒါကြောင့်မလို့ဘုရားဖြစ်တဲ့ခါမှာရေဓမာဟေတုပ္ပဘွာဆိုတော့ငါဒီလေလောကကြီးမှာဘယ်နေဟာမှာဆိုအကြောင်းရှိပြီအကြောင်းကြောင့်ဖြစ်တာကြီးပဲတဲ့ဒါကြောင့်မလို့တဏှာကြီးတဲ့အကြောင်းတဲ့တဏှာယောက်ျားလက်သမားမင်းကိုငါတွေ့ပြီငါအတွက်မင်းနောက်ထပ်ပြီးတဘောဖန်တီးဖို့မင်းမရတော့ဘူးတဲ့ sorry ပဲ I'm sorry တလားတဲ့ဒါစဉ်းစားကြတော့ပြောချင်တာပညာစွာပါလေအကြောင်းကိုသိခြင်း